ိချမ်းဝေရဲ့ဂန္ဓာယနှင်းစီရဲ့ရရဲ့ပွင့်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နှလုံးသားတောင့်တနေရတွင်စုနေစွာဆွဲထင်းနေသည့်ဓာတ်ပုံတစ်ပုံကိုမျက်စိထဲမှမြင်ရမိတိုင်းဘဝ၌ကန့်ချားထားရခဲ့ရသော ကာလတစ်ခုကိုတန်တန်တတလွမ်းမောခြင်းဖြစ်ရလေသည်။ကန့်ချားထားရသောထိုကာလသည် ကျမဘဝ၏ကြီးမားသောချိုးပွေတစ်ခုဆိုကားမမနိုင်ပါဘူး။ ကလေးတယောက်၏ငယ်ပွားအိမ်မက်များမလာပါနိုင်တဲ့အခါထိုကလေး၏ထွက်ပေါက်သည် လောကစိန်တစ်ခုဖြစ်သွားတတ်သည်နေ့စဉ်ကျင်လည်နေရသည့်ပတ်ဝန်းကျင်နှင့်မတူသောစိန်ဆက်ကွာလန်းလာသည်လူမှုပတ်ဝန်းကျင်သည်ထဲသို့ထိုးကြသွားသည်ဖြင့်အံ့အားသင့်ခြင်းထိတ်လန့်အားငယ်ခြင်းယဉ်တုံလှိုင်မောခြင်းတွန့်ဆော့တူဝဲခြင်းတို့ကကလေးကိုစီချောဝေဖန်လိုက်ကြသည်ကလေးသည်လောကစိန်တွေ့ကြုံတည်တည်ကြရက်ကန်လုံးထွေးနေ၏ နေရန်ထဲမှာကြက်ဒီရှိလာတော့တပုံတပုံနဲ့ပြုံးကနေရင်ဆိုင်လိုက်ရသည်တပုံထံမှာပုတ်လှစ်တော့ချုံများများပြုံးထဲတွင် တက်ကြွတော့အမှန်မစုံမနစ်တော့ဆွဲသက်သည်လှေခွက်ကြီးချမ်းလည်းမလဲစိတ်တတ်တို့ဟူလိုလက်ခံရရှိပြီနေပြော်ရာဘွားလေးတို့ကိုဖန်တီးတီဆောင်မိသည်ဟူဆိုပါလေထိုတပ်ပုံ၏ကျေးဇူးတရားကိုအစဉ်ဥခိုက်တင်မည်မဟုတ်ပါလားအကယ်စင်စင် ။တိလရှင်လောကသည်ကျမနှင့်လှမ်းကွာဝေးသော လောကတစ်ခုဖြစ်သည်။ဆွေမျိုးထဲမှာတိလရှင်ဆရာကြီးဆရာလေးများမရှိ။မိမတွေကလည်းတိလရှင်ကြောင့်ဆက်များသောအဝင်အထွက်သွားလာမရှိ။ဆရာကြီးဆရာလေးများကလည်းအိမ်တော်ဆွမ်းဆန်စိမ်းများပြီးလာရလူခံခြင်းမရှိ။ဒီများလာဝေးကွာနေတော်နေသားတွင်ကျမပါဇက်မှာဒီနာရှင်ဝိမေဟူကျူးရင်လိုက်ခြင်းသည်အတေဘွားမှာဖြည့်စီခဲ့သည့်ပါရမီနှင့်ဆိုင်မြင်ခြင်းသည် စည်းကမ်းတင်းကျပ်သောအကြောင်းကြီးမမေအကြီးစုစုအားတွင် စိတ်တမလုံးချုံမှုများတင်ချာအခြေခံနေလှသောသမီးတယောက်ဘူးတင်ချာကသာလေဘွားကြီးအောင်မြင်မှုကြာရှုံးမှုများကိုစီချပေါင်တတ်နိုင်မည်ဟုယူဆရှိသူမမေရဲ့ပေါ်အစဉ်ထိန်လန်းကြောင်ရွခဲရသည့်နေရန်များမိဘနှစ်ပါး၏အိမ်ထောင်ရေးလွန်ဆွဲပွဲတွင်အစဉ်ညှိုးချော်အားငယ်ခဲရသည်မလွန်လို့မရှင်သန်နိုင်သည့်မြေစာမျက်ပြင်ကလေးကျမား မွန်ကျဲပိလာမှုများမှာထွက်ပေါက်စီတို့ထွက်ရင်ရောက်ရှိသွားသည်ဟာမော်လမြိုင်မြို့မှာခေခေမာရာမှာဒီလာရှင်စာတင်တိုက်စီတို့ဖြစ်သည်ပန်းရောင်နေဝါရောင်ကြားပန်းဝါရောင်ဝဇုံတို့ဖြင့်ပရိယတိသာသနာအာဆန်နီတို့ထွန်ကရာစာတင်တိုက်ကြီးမှာတော့စာတင်သား80ကျော်ရှိလေသည်ဦးစီးဦးဆောင်နိုင်ရကဆရာကြီးတော်ပညာစာရီတိုင်းအောင်ဆရာကြီးတော်သူခါကာရီတို့၏မောင်နှင်မှုဖြင့် သာသနာ့ရာဝါထွန်းလင်းရာမြေမှာအိမ်နဲ့မတူသော ချမ်းမြေကြည်လင်ခြင်းနေနေကျမပျော်ရွှင်ခဲ့ရသည်မင်းအိမ်နဲ့မတူသောချမ်းမြေကြည်လင်ခြင်းနေနေကျမပျော်ရွှင်ခဲ့ရသည်မင်းဆရာလေးမတ္တမနန်းနီစာသင်သားကနဦးတွေ့ကြုံမှာတော့အရာအားလုံးအဆင်ပြေချောမွေ့ခြင်းမရှိခဲ့ပါဘူးအများနှင့်စုပေါင်းနေထိုင်ခြင်းစုပေါင်းစားတောက်ရခြင်းအချိန်ကာလနှင့်ကန့်သက်ထားသော စီမြင်ဥပဒေအောက်တွင် နေသားတကြဖြစ်ဖို့ကြိုးပမ်းရသောဆယ်ကျော်သက်ရွယ်ကလေးတယောက်၏စိတ်နှလုံးအိမ်တွင်စောင့်ထိုင်ရခြင်းများစာတင်ထိုက်ရောက်ခါစားမမေ့ကြလို့ပြေးလာပါမှာတိုက်အော့တော်ဒုက္ခကားဤအတန်ဆူဆူကြဲကြဲကြီးရောက်တွင်လွန်တရာသိငဲ့သောမြူမုံလေးဖြင့်စိုးရင်အားငယ်မှိန်ဖြော့ခဲရသည်ရများသည်လွန်တရာခါသက်လွန်လိုက်ထိုအချိန်တွင်မျက်လုံးဆူဆူနှင့်နှာရန်ချုံချုံပြည်ရည်တည်သက်သောနှက်ခမ်း နာရန်မှာထင်ရှားသောမဲမသားပါရှိသူနယံပေါ်မှာတပုံတပုံနှင့် ဖြုံးနေရင်ဆိုင်လိုက်ရခြင်းဖြစ်သည်စာတင်တိုက်ကြီးမှာလူပုဂ္ဂိုလ်နေဖြင့်ထင်ရှားမရှိတော့တော့လေကောင်းတဲ့ရနံတင်ကြိုက်တင်ပြန်ဆိုင်လောက်စွာကြံ့ရည်တော်သာသနာအစံဤဆရာလေးမတုဒ္ဓမဝတီတို့မဟုတ်ရွှေမြိုင်မှာချစ်စနိုခေါ်တော်သူမဏီပေါ်သမဆရာလေးဓမ္မဓမ္မနန္ဒီရဲ့ဖြင့်ခေမာရာမစာသင်တိုက်သို့ရောက်ရှိသွားခြင်းကာလသည် မဏိဘောမာနိဘောပြည်သောသာသနာပြုရန်ပြန်ကြသွားသည်နှင်းနေမရှိမနှောင်ဖြစ်သည်ရွှေမြိုင်မြို့သူမြို့သားတို့၏နှလုံးအိမ်ဝင်ထိုသာသနာအစံဤဆွလွန်ဆွစားမှုများကအံ့ဩပနံချိတ်တွယ်ရှင်သန်နေစေဖြစ်သည်ဥဆောင်နိုင်ရကဆရာကြီးတော်ပညာစာရီဥပုံညာတရားပွဲများတွင်အကျဉ်မတ်ဓမ္မဝတီတို့ဤညွန်ဖွဲ့ဆိုချီးကျူးမှုများထုံသင်ပြန့်နှံ့နေသည်အသက်၃၃နှစ်သာရှိသေးသည်မင်းမပြောကလေး ဗုဒ္ဓကျမ်းစာတွေကိုသင်ယူလို့သောဆန္ဒတစ်ခုတည်းနေသူမဇာတိနိဘောပြည်မှာမြမပြည်သူကုံလန်ဖြင့်ဆွန့်စားရရှိခဲ့လေသူသူမ၏ဖြစ်တန်ခဲ့ရာခီးကဏ္ဍသည်စမတော်အာစီတစ်ခွက်ဖြစ်ခဲ့သည်ညိုချုံအားငယ်မှုများမှာထူမှတ်ပေးနိုင်ခဲ့သည်နယံထမဓာပုံပုံစီမှာပုံလွတ်သောသတ္တဖြင့်ရှင်တန်ခဲ့သောနေရာများကိုတတိယတိုင်းတပြည်သူ သာသနာ့အစံဤမတုဓမ္မဝတီကိုအချိန်ကျေဥညွင်ရင်းဖြင့် လူတွေဟာယုတ်တရားနံတရားရှိတယ်ဆိုတာလက်ခံကြတယ်ယုံကြည်နိုင်ကြတယ်ယုတ်တရားဆိုရင်မျက်စိနဲ့တော့ထင်ထင်ရှားရှားမြင်နေရတော့အထူးပြော့စရာမလိုတော့ဘူးနံတရားဆိုရင်လည်းမျက်စိနဲ့မမြင်ရပေမဲ့လောဘဖြစ်နေပုံဒေါသဖြစ်နေပုံကစပြီးနေစဉ်နေတိုင်းလူတွေရဲ့အာသာဆန္ဒအမျိုးမျိုးတွေပြောင်းလဲဖြစ်ပေါ်နေတာကိုအမြဲမြင်တွေ့နေရတော့စိတ်ဆိုတဲ့နံတရားဟာထင်ရှားနေပြီမဟုတ်လားနှီးပေါ်ပြီး ကတမန္တူမြို့မှာလေးမိုင်ခန့်ဝေးတော့လလိတပူရာမျိုးတနေရာတွင်မြမဖုံးတော်သည်ဆရာတော်ဥတ္တမဗုဒ္ဓတရားဟောနေခြင်းဖြစ်သည်တရားနာပရိသတ်ထဲတွင် ထိုနိဗ္ဗာန်ရောက်ဆောင်တရားတော်ကိုစူးစူးဆဆိုင်နာယူနေသူတို့ပါဝင်နေသည်သူမသည်ဤပေါ်မှကလေးမက်ဂေတာကုမာရီဖြစ်သည် သူမ၏မိဘများသည်မိယောဗလာဟိန္ဒူဆန်သောမြောက်ပိုင်းဗုဒ္ဓဘာသာကို မဟာယနဗုဒ္ဓဘာသာမှာထေရဝါဒဗုဒ္ဓဘာသာသို့ကူးပြောင်းလာခဲ့သူများဖြစ်သည်တရားနာပရိသတ်တို့အခုဖုံးကြီးဟောတဲ့တရားကိုနားကြားပြီးကြပြီအဲ့ဒီတော့ဖုံးကြီးကတခုမေးလို့တယ်လောကကြီးမှာနိဗ္ဗာန်နိုင်ငံမှာပဲဆိုပါတော့ဘယ်ဟာကအစင်းရဲဆုံးတရားလဲဘယ်ဟာကအချမ်းသာဆုံးတရားလဲကဲဖြေးကြစမ်းပါဖုံးတော်ကြီးကတရားနာပရိသတ်ကိုမေးခြင်းဖြစ်သည်ပရိသတ်ထဲမှာအတန်တန်အော်ဖွဲရာပေါ်ထွက်လာသည် တပည့်တော်မှာရှောက်ထားပြစေဖျားတပည့်တော်မှာတော့နိုင်ငံမှာအစင်းရဲဆုံးကတော့တခြားမဟုတ်ပါဘူးတပည့်တော်မှာတို့တပည့်တော်မှာဖို့ကိုတင် जा ချင်နေတဲ့ဗုဒ္ဓကျမ်းစာတွေကိုတင် जा ခွင့်မရတာဟာအစင်းရဲဆုံးပါပဲဖျားအသက်73နှစ်ရွယ်ကနကနေတာကုမာရီဖြစ်ကြချက်ဖြစ်သည်သောစကားသည်သူမအတွက်ဘဝစာမျက်နှာတစ်ကိုဖွင့်လင်းလိုက်ခြင်းဖြစ်သည် ဖုံးတော်ကြီးသည်ကလေးမလေးကိုနှွန်စားသနာသွားလေသည်တို့နည်း မြမပြည်တို့ခေါ်ဆောင်ရေးစီစဉ်စတင်တော်သည်မြမပြည်တွားရေးသည်ထင်သလားမလွဲပါဘီတည်ရွယ်လူမမဲကလေးကိုမြည်တီမိပါကလှပါမည်နီဖခင်ကျေဦးဟာရသမားနီအကိုကြီးဒါနာကကြီးတို့ကလုံးဝသဘောမတူဘီမိခင်တော်အေရာတကူနီအကိုလေးမာနာကကြီးတို့ကသဘောတူသည်တို့နီသူမနှင်းထက်တူစိတ်ထက်တန်းသူမနမနောဟာရဒေဝီနီသူပါလက်ခမီညီမတို့ပူပေါင်းမိကြသည် ဒီဘက်ကကိုလေးနဲ့ကနေတာဟိုဘက်ကလက်ချမီတို့ညမကလေးတွေကိုညီမတို့အမေဒေါ်လက်ချမီမာယာဥဆောင်မှုပြင်အိန္ဒိယပြည်တော်ရင်ထွက်ခွာကြမည်ဖြစ်သည်ညီပေါ်မတရားပြစရာတော့အရှင်ဓမ္မဗုဒ္ဓသည်အိန္ဒိယပြည်မှာခိတသတင်းသုံးနေရာကလေးတွေကိုဆရာတော်ထံအနက်ပြီးဒေါ်လက်ချမီမာယာပြန်လာမည်အစီအစဉ်ဖြင့်တိတ်တဆိတ်ကြံစည်ရဲကားဆူနေကြသည် ဖခင်နဲ့ကိုကြီးတားဆီးနေသည်ကြားမှာဒေဒစိတ်ထွက်ခွာသောခီးစားသည်စိတ်လှုပ်ရှားဖွယ်ကောင်းလာပြီစွာတကယ်တော့သူတို့ဒီအိမ်ပြေးမလေးများပင်ဖြစ်သည် ဖခင်ဖြစ်သူလှုပ်ရှားရသွားသည်ညာမုံမလင်းခင်ပင်ခီးစားတင်ကြသည် ခီးစင်မှလလီတာပူရာမှာခတမန္တူသို့ကားပြင်ဦးတည်သည်ထုံညသည်မိုးတဲညလည်းဖြစ်သည် သူတို့စည်းလာတော့ကလလီတာပူရာနီခတာမန်ဒူလာမကြီးမခွဲထွက်ရေးတောင်ကျော်တိုင်းလာရတယ်ဘွနေနေတဲ့ဖြင့်ခရီးမတွင်လာဆန္နာဂီရီတောင်ချေတော့ရောင်ကားပေါ်မှာစင်ကခြေလင်းရှောက်ရတော့ဤပစ္စည်းညာကိုထန်သမားခေါ်ပြီးခရီးပြင်းနေပါတော့လေတောင်တက်တောင်စင်နေလမ်းပန်းပသာရသည်ရဲ့တဲ့ကလေးမများကိုကျွတ်ကောင်းနေရနှိမ့်ဆက်သည်သူတို့ဦးတီရသည်ခေဝါမအမြန်ထွက်ရေးပြီး စ်စီရဲလေးပင်နေသေးနေအကိုလေးနဲ့ထန်သမားတို့နောက်မှကြံခဲ့ခဏိတမှာတော့ခยีပန်လာတော့လဲမြမပြေဘတ်တို့နီးလာပြီဟူသွားသေးဖြင့်အထူးပင်ရွှင်လန်းတော်လန်းနေသည်အိမ်မာကပြဿနာတက်နေပြီဖြစ်သည် ဖခင်ကြီးလုံးမပြန်လာတော့အခါကနေတာလည်းမရှိ အကိုလေးမာနာကကြီးလည်းမရှိလက်စမီမာယာတို့တာမီလည်းမရှိတော့မှန်တီတော့အခါမုံမီလောင်တော့ဤ ဆွေမျိုးနီးစပ်အိမ်လေးလိုက်ရှာတော့လဲမတွေ့နောက်ဆုံးခိတမန်တူကတ်စတန်ယုံကိုအကြောင်းကြားရင်ဂိမ်းမစီဖန်းရန်စီစဉ်တော့ဤထိုနေ့ကကနေသားတို့မျိုးသမီးတွေအလုံးဂိမ်းဝါမှလမ်တင်ကလေးလွမြောက်သွားကြပြီအကိုလေးနှင့်အထံသမားတို့ကန်ဆိုးမိုးမောင်စွာပိတ်မိကြံရကြသည်ခိတမန်တူမှဖုံပြင်းကြောင်းကြားတာမြင့်ချက်ကြောင့်ဂိမ်းဝါပိတ်သွားခြင်းဖြစ်သည်ကနေသားမှကိုလေးအတွက်ဝမ်းနည်းကိုကျွေးမဆုံးတော့ တန်ရိပ်ခဲ့သောဝစ်စာရိတ်ခါများတွင်လည်းပါမမတန်းနိုင်ဒီလိုနည်းမဝေးတော့သောအိန္ဒိယနယ်ခြားပင်ဖီမျိုးတို့ခီးဆက်ခဲ့ရတော့၏အိန္ဒိယနိုင်ငံပင်ဖီမျိုးမှာမိရထားပြင်ကောရစ်ပူမျိုးတို့ဆင်း၍ကုတိနိုင်ုံတို့လာခဲ့ရသောခီးမှာမခက်ခဲတော့ပါပြီစေရီတော်ကြီးနှင့်မြမာဖုံတော်ကြီးเจ้าတွင်မြမာပြည်သို့ခေါ်ဆောင်မည်ဆရာတော်ဥတ္တမဗုဒ္ဓကိုဆင်သင်ဖူးတွေ့ရသောအခါ မျိုးသမီးများမှဒုက္ခတွေကိုမိကရွှင်လန်းအကြီးသွားကြလေသည်မြမပြည်သူရောက်ရတော့မည်ဆရာတော်ကြီးတပါကညီပေါ်နဲ့ပမာဟာရင်ဆက်လိုက်တော့တမျိုးတနွယ်တဲ့ညီကိုမောင်မားတွေပေါ်ဟူမိန်ကြကရှေးကတာကီဝင်းမင်းများကပီလောမမြမနိုင်ငံတကောင်ဆသောမျိုးများသူကုံကြဖြင့်တောကြီးတောင်ကြီးများကိုဖျက်ကျော်သွားကြပုံထိုထိုနိုင်မြို့ရွာတီထားပုံများကိုအကျယ်တဝဲမိန်ကြချက်ကလည်း ကနေသားတို့ကိုမြန်မာနိုင်ငံဆိုဒီမှာတစိမ့်နိုင်ငံမဟုတ်ဆွေမျိုးတွေရဲ့နေရာဒေသတခုပါလားဟူသောအချက်ကြောင့်တွားလို့စိတ်သာသာတရားကိုပုံမထက်တန်စေလေသည်ညီမနှောင်းဤမိခင်တော်လက်ချမီမာယာမှာဖျားဖူးပြီးတင်းနေမိန်းကလေးတို့ကိုထားကစိတ်ချလက်ချပြန်သွားချေးပြီဆရာတော်ဒီတစ်ဖက်ကပတ်စပို့ရာရေးလုံးပန်းတစ်ဖက်မှာ ွန်လမြိုင်ရှိတိနာရှင်ကြောင့်တကြောင်တို့ဆက်သွဲမိမြန်ရာခေါ်လာနိုင်ကြောင်းစာပြန်သဖြင့်ဝါသားမဆုံးရှိရလေ။ခက်နေဒီမှာမိန်းကလေး၃ရာအတွင်နိုင်ငံကူလက်မှတ်ခက်ခဲနေခြင်းပင်။ဝါလာကင်လို့ခဲပြီဖြစ်တော်လဲသူကိစ္စသည်ချောမောပြပြချင်းတို့ရောက်မလား။ရောက်လာဒီမှာကနေတာမိခင်ကြီးထံမှာစာပြစ်တင်။တမီများကုသီနိုင်ုံတွင်မရှိနေသေးကြ။မြမပြည်တွားရေးလာရေးကိစ္စမြေရာတိကြောင့်ကြသည်ဖြင့် တာကြီးဒါနာကာကြီးကိုခေါ်လွတ်တော်မည်မတော်ဖြစ်သေးလေမြန်ပင်သီလရှင်ဝတ်ကြစေခြင်းကြောင့်ပါရှိသည်မိန်းလေးတို့မှာတပူပေါ်နပူစင်ပြများသွားကြလေသည်တိုးတော်ကြကြမစင်စားမနေနိုင်ကြ အချင်းချင်းဆွေးနွေးတိုင်ပင်ပြီးအမြန်ဆုံးဖြတ်ကြရသည်မိန်းလေးသုံးယောက်စလုံးသီလရှင်ဝတ်ကြမည်ဟူသောဆန္ဒကညီပါပေသည်ခန့်နေသည်မှာမြန်မာသီလရှင်တို့၏ဝတ်စားစင်ရင်မှုကိုဆရာတော်များပုံစံမပြတတ်ခြင်းမည် နီဘောတိလာရှင်များမှာခါဝင်တဲ့ပေါ်ရော်ဝါရောင်များပြင်အင်ဂျီလက်ရှိကော်လန်တန်ကျယ်သည့်တန်ယောက်ျားင်ကြီးဆန်းဆန်းဝါရောင်ဖြစ်သည်ဘူဖနက်စီရဲ့ဖဲထီးနဲ့ဆောင်ကြသည်ဇင်ဝဲတိလာမှာရှစ်ပါးတိလာ သို့မဟုတ်ဆယ်ပါးတိလာဆောင်ထင်းရမည်အရေးကြီးဆုံးမှာသဘင်ဖြည့်ရေးကိစ္စတွင်၃စလုံး အလားတည်းတူတည်ရရွယ်အမျက်နိုးသောသပင်များကိုအာတင်းပြီးပယ်ဖြတ်တုတ်တင်ချာရ၏မိန်ကလေးတို့သည်တရားသပင်တရားဖြတ်ပြီးရာဥကောင်ကိုပြောင်းတုံး၏ဖုံးတော်စီဦးဓမ္မဗုဒ္ဓထံတွင်ရှင်ပါသီလာခံယူလျက်သီလာရှင်ဘွားတို့ကူပြောင်းလိုက်ကြသည်ဏိဘောသီလာရှင်များထုံဆန်းဝစင်ထားတော်လေရှုဖဏန်နှင့်ဖဲဒီကိုမမဆောင်ကြခြင်းဗုဒ္ဓစာပေများကိုတင်ကြရင်နိုင်ငံကူလက်မှတ်ကိုစောင့်နေပါတော်လေမရနိုင်သဖြင့် ဖုံးတော်ကြီးအားကလကတာမှကောင်းစင်ဝင်းနေတွေ့ဆုံကြိုးစားမည်။သွားရန်ပြင်ဆင်ထားကြဟုစီစဉ်နေစဉ်မနောရဒေဝီတို့၏မိခင်စဉ်ဒေါ်လက်မီမာယာနေကနေတာမိဘများလွှတ်လိုက်သောဆွေတော်မျိုးတော်ယောက်ျားဖော်သူရောက်လာတော်၏ဒေါ်လက်မီ၏တမီးများကပြန်မလိုက်ဟုတင်ခံနေသဖြင့်မိခင်ကမျိုးမျိုးချော်လေသည်တမီးများမပါဘဲပြန်သွားလင်ဆွေမျိုးများထံမျက်နှာပြရန်ခပ်ပုံဖြင့်ပြောင်းပြသည်တမီးတို့ဆက်ရိုင်းသွားတော်လင် ပါရမီရှင်ကနေတာမှာဆုံးဖြတ်ချက်ကိုပပိုင်းချထားပြီးမို့မြည်တို့များဆွဲဆောင်စီရင်ရင်များပါချင်းတပည့်တော်မှာဆင်းရဲမှာမကြောက်ပါဘူးဗျာဗမာပြည်မှာသာရောက်မယ်ဆိုရင်ဆင်းရဲခံနိုင်ပါတယ်မတွေ့မမြင်ရတဲ့နိဗ္ဗာန်ချမ်းသာကြီးကိုတော့မျှော်မှန်းပြီးဆင်းရဲခံအားထုတ်နေသေးတာဗမာပြည်ရောက်ဖို့ဘာအဆင်ရဲမခံနိုင်ရမှာလဲဗျာဒီချိန်နေရောက်မှာတပည့်တော်မှာနှီးပေါ့ကိုအရှုံးပေးပြီးပြန်ကိုမပြန်ဘူးဗျာဆရာတော်ကိုရှောက်ထားတော့ခဏသေးရရတောင်ဆုံးဖြတ်ချက်ပြေးဒီလိုနေ လာခေါ်သူတွေလက်လျှော့ကပြန်ကြမည်နေတို့ရောက်လာသည်ဆရာတော်တိုက်တွန်းသည်ဖြင့်ကနေတာသည်မိဘများတန်သူမ၏သဘောထားကိုစာရေးလိုက်လေသည်ပြန်ပြေးသူများသာပေါ် တက်ခန်းဤတွင်ကြံကြပြီးတော့တငယ်ချင်းတို့ရေကနေတာရဲ့အောင်ပွဲရမယ့်နေ့ကိုလေလလီတာပူရာကကြိုနှစ်ပြီးတော့ဟူ၍နှောက်ဆက်ဖြစ်လေသည်ဆရာတော်နှင့်ကနေသားသည်ကလကရာသို့ခရီးဆက်လက်ထွက်ခွာကြသည် ပါရဏတိတို့ရဲ့ဗုဒ္ဓဂါယတို့သွားက ပြောလိပင်းနေမဟာဗောဓိစေတီတတနာဌာနတို့ကိုဥတိုက်ဖူးမျောပြီးတပည့်တော်မသည် အဖဖျားရှင်၏တာတနာတော်တို့ဆန်းအားရှိသမျှဝင်ရပြီးတာတနာဝင်ကိုထမ်းဆောင်က အဖဖျားဟောကြားတော်မူသောဗုဒ္ဓမုခပါဏိပန်ပင်းပိနကတော်များကိုအသင်ယူပြီးနာအဖဖျား၏ဖွားမြင်ရာဇာတိဌာနာ တပြည့်တော်မှာတော့ဤနီဘောပြည်ဒေတာနိုင်ညဘုဒ္ဓဤသာသနာယံထွန်းပြောင်းထိန်လင်းယံကိုစွမ်းညံစံရှိတဲ့ကြိုးစားအထုံနိုင်ရပါလို့ဤဖေယမူရေးစုတောင်းဒေထံပြုလဲသည်ရဲရင်ဝင်စားသောတရားတရားကစက်တီထားပွဲကောင်းလွန်လိုက်တို့တော့အချိန်မှာ1950ခုနှစ်ဖြစ်၍မြန်မာနိုင်ငံရောအိန္ဒိယနိုင်ငံမှာလူလဲရေးရပြီးစအချိန်ကားဖြစ်လေယံအစားစားရရစီစဉ်မှုခက်ခဲလာသည် အသက်14နှစ်အရွယ်ကနေတာအတွင်းနိုင်ငံကူလက်မှတ်မရနိုင် ပူတွဲပြုလုပ်ပေးရမည်မိပါလဲမပါလိုက်လေဝေးလေ ဖြစ်နေသည်ဆရာတော်ပင်လက်မှန်ဆိုင်ရမလို့ဖြစ်လာသည်ဖုံဖုံပြနိဗ္ဗာန်အောင်ရအောင်ပို့နိုင်နေစို့လူချင်းရင်နိဗ္ဗာန်ချမ်းသာအောင်ရနိုင်နေစို့ဘာမှမဝေးတော့တဲ့ဗမာပြည်တော်မပို့နိုင်တော့ဘူးလားနိဗ္ဗာန်ဆိုတာလေဝေးရောကျိုးစားရဲ့နဲ့ဗမာပြည်တော်မရောက်နိုင်ပါလားဖျား ဒီလိုဆိုရင်နှိပ်ပန်ဆိုတာလည်းအလကားယုံနှန်းစကားပဲပေါ့အရွယ်နှိမ့်မလိုက်အောင်စကားတတ်သောကဏီတားဤပြစ်လုံးခက်လုံးများကဆရာတော်အားထိမှန်ပေးထိုစိတ်တက်ပြင်းထန်သူကလေးကိုတော့ရအောင်ပုံမြင်ဒိတ်တန်းပြင်အခွင့်ကားကိုစောင့်နေရတော်သည်ထိုအချိန်တွင်သူတို့တဲခေါ်ရာဘင်္ဂလီကျောင်းသို့စစ်ပန်ချပြီးလူမျိုးညအလဲရောက်လာလေသည်ကဏီတားမှာကုတီနိုင်ုံတွင်ဟိန္ဒူစတန်ဟိန္ဒူစတန်ဤစကားသင်ခဲ့သည်ပြင် တန်အသင်ပြောတတ်ဆိုတတ်ရှိနေသည်ထို့သူနှစ်ယောက်ပြောစကားထဲမှာသူမမျောလင်းချက်ရောင်ခြေကိုတွေးလိုက်ရလေသည်ဘင်္ဂလီနှစ်ယောက်မှာနိုင်ငံကိုလက်မှတ်များနိုင်သူတွေထဲပါဝင်နေသည်အာတန်တို့ရထားဖြင့်တွားရင်အာတန်မှာကုံလန်ခီးဖြင့်ဗမာပြည်တွင်ဝင်ရောက်ကြမည်ကိစ္စကိုပြောဆိုတိုင်ပင်နေကြခြင်းဖြစ်သည်ထို့အခွင့်အရေးကိုလက်လွတ်မခံကနေတာသည်စစ်လူမျိုးနှုန်းနှင့်ချက်ချင်းပင်မိတ်ဆက်ကဗမာပြည်သို့လိုက်လိုကြောင်းပြောလိုက် အနေသားစကားကို သူတို့မယုံနိုင်ပါဘူး။သူတို့မှာစီးပွားရေးကိစ္စဖြင့်မသွားမဖြစ်သွားရသည်။ပြုံရွယ်နှုန်နယ်သည့်မင်းကလေးတို့စိတ်ကူးရပင်တင့်တော်တော်လမ်းမဟုတ်သည့်အတွက်ညင်ဆိုသည်။ကနေသားကလျှော့မပေးပါဘူး။သူမဗမာပြည်သွားလို့ရင်ဟီရဲ့ချက်ကိုပြောပြတော့ညင်ဆိုရန်ခက်သွားသည်။ဆဆခေါ်ပါရန်တောင်းပန်နေသည်နီနောက်ဆုံးသွားခန်းနီခေါ်ပါမည်ဟုကတိပေးလေသည်ထိုအကြောင်းဖုံးတော်ကြီးအားလျှောက်တော်ဆရာတော်မှာအံ့အားတင်သွားလေသည် ဘယ်ဖြစ်ဘဖြစ်မလဲခဏတရားမဖြစ်ဘူးမဖြစ်ဘူးကုံလန်ကဘလောက်အန္တရာယ်များတယ်ဆိုတာနင်းသိလားဒီလိုကုံလန်ကသွားတာဒီတေချီပြက်စီးတာယောဂဗျာဖြစ်ပြီးမတည်ရုံတမယ်လူစင်မမီဖြစ်ရတာဒီကြောက်ခမန်းနီနီဘလို့မင်းတားတော့လဲခဏတရားစိတ်စာမှုကမတွန်းလာနိုင်ပြီနောက်ဆုံးမျက်နှာစိမ်စစ်တွေနေတော့မထင်ဆရာတော်ကိုယ်တိုင်ကုံလန်ကပုံမြင်ဟူကြည့်ပေးဆုံးဖြတ်ရတော့၏အာတန်တို့ခက်တဲ့ခီးနေခဲ့သောဆရာတပည့်နောက်တော့ ပင်လီဖုန်ကြီးထံမှစာတစောင်းလိုက်လာလေသည် ဟိန်းတို့ဘာသာဖြင့်ရေးထားသောစာကကတိသားကိုပြေနှုံမြင်စင်ရန်တွန်းအားပေးသောစာဖြစ်နေသည်အကိုဒါနကကြီးကလကတားကိုလိုက်လာပြီး အာတမအမြန်ထွက်ခွာရန်တိုက်တွန်းထားသည်ကတိသားဖခင်တမီးပေါ်ထားသောတန်ရောစင်ကြီးမှုပင်ဆိုရတော်မူယခုအကိုကိုထပ်လို့ပြန်ချေးပြီးတို့နေ အာတန်ရဲ့ကိတ်ကိုဖျက်ကျော်ရတော့မည်။နီဘောကိတ်မှလုံးဖမ်းမိအောင်မည်လားဆိုရင်ပူပန်နေ။သူတို့လိုက်မြေဖွဲ့မှာစင်သမားရှမ်းကြီးတို့ဖွဲ့ပြေး။ကိတ်မှာစင်သမားတွေငွေပေါ်မှန်တည်ရင်ငွေညင်နေသေး။စင်များများရရလျင်ကိတ်မှာပတ်စံများများပေးရသည်။ကုံလန်ခီကစားပေးပြီ။ရှမ်းကြီးကဲများတက်လျင်တန်းစင်းလင်းစင်းတော်နေတောင်ဆွဲနေ။ဘယ်ဝယ်မြောက်တောင်မတီးလိုက်ရတော့ဤ။ မြမမြေကိုခြေချနေပြီးဟူသောသည်ဖြင့်ကနေသားသည်ထူပြင်ရှင်လန်းတက်ကြနေ တနေ့လုံးမနာမနေရှောက်ကြရင်ဂျာစကန်တို့တွင်နာနေအိပ်ဆက်ဖို့ပြင်ကြသည်မိဘကြီးဖော်ရီဖုံးတော်ကြီးနှင့်ကနေသားကိုဆင်သမားများရန်လျက်နေရယူကြ၏လီမလုံးတည့်ရက်တဲမှာဆောင်ရသည်ဒုက္ခကိုကောင်းကောင်းခံရတော်၏ထိုညကတောကောင်ကြားလာချောင်းရရှန်နေမောင်းကောင်း၏တော်တော်၏ဒုတိယနေ့မှာခီးပူကြံလာ၏ မဆသောတောင်ကပရင်ကြီးများမှာတိပင်းများအာပြည့်စွဲက တရားသည်လည်းရှိတတော်ဝင်တတော်ထွန်းနေမောပန်းနှွမ်းနေသည်အထင်သူကိုယ်လုံးဤပန်းကြီးပါသူကိုယ်လုံးညာဤပန်းကြီးမာသောမွေကြီးရန်ကတည်တည်ကလေးလိုရသည်သူတို့ပထမဆုံးရောက်သွားတော့ရမှာနာဂရွာဖြစ်သည်မြန်မာနယ်ဆက်ကိုဝင်ပြီး6ရက်မြောက်နေ့တွင်မှမြစ်ကြီးနာဟူသောတန်ကိုစားကြရသည် စင်သမားတွေကနိုင်ငံကူးလက်မှတ်မပိုင်ခဏေသားတို့ကမြစ်ကြီးနာမွင်စေလိုပြီဆရာတော်ကတော့ခီးပန်နေပြီမြစ်ကြီးနာမှာတောင်တန်းသာသနာပြုဖုံတို့ဖုံကြီးကြောင်ရှိတဲ့ပြင်တဲကိုစရာမခက်ခဲတဲ့ပြင်နှစ်ရက်သုံးရက်နေအောင်မြည်ဆုံးပြဲကားလမ်းမပေါ်တို့ရောက်ပြီးမှကားကြုံပြဲမြစ်ကြီးနာတို့လိုက်ခဲ့ကြဤမြစ်ကြီးနာတို့ချောချောမောမောရောက်ပြီးမှပြဿနာကပေါ်ရလေသည်ပန်းတရင်လီရင်းဆောင်ဆိုရလုံးတစင်စကားနေ မြမဖုန်ကြီးနောင်ဏီပေါ်မှပြုတ်ကလေးလိုက်လာတဲ့ဆိုတော့တရင်ပြန်နှံသွားတော့ဤအနီးနားခေါ်ရခါများကလည်းမြမဖုန်ကြီးခိုးလာတယ်ထင်ကြဤဘလို့မှရှင်ပြရေးမရထိုကိစ္စအခြေကပြန်သွားသွားပြီရေစခန်းမှာတိုင်ချက်သွားဖင်းကြတော့သည် အချိန်နေသည်တော်ဆိုးရသွားခြင်းပြီရေမူဟာခဏီတာမိခင်တော်ဟိထဟိရာတကူဤလက်မှတ်နှင့်စာများကိုပြတော်လိထိုသူတွေကဏီပေါ်စာမဖတ်တဲ့ ကနေသားကပြင်စာဝေါ်ကခါလိုပြန်ပြရေးနားလဲသွားကြတော့လိမ့်ဖုန်းကြီး passport သာပြနိုင်ပြီကနေသားအတွက်နိုင်ငံကူးလက်မှတ်ရှိတဲ့ပြင် visa မရှိပဲခိုးဝင်မှုဖြင့်ဖန်ဆီးခံရလေသည်ဗုဒ္ဓသာသနာတော်ဝင်သမီးတော်စစ်စစ်ဖြစ်ရင်ဗုဒ္ဓပိဏကတော်များတင်ယူရင်အမိနိုင်ငံတော်မှာသာသနာပြုရင်ဟူသောရည်ရချက်ဖြင့်အသက်ဆုံးထွက်ခွာခဲ့သူလူသားမန်တို့ဖြတ်တန်းသွားလာရင်စိတ်ကူးဝန်းသော် တောထောင်ခန္ဓာရာကြီးတဲ့အငတ်ဆိုးပြီးအငတ်ဆိုးပြီးဆိုရင်ဆိုင်လာခဲရသူဤနီကုန်းမှာအချုပ်တရခံဘဝလေးလားအမှုကနိုင်ငံကိုလက်မှတ်မဲဝင်ရမှုအပြင်အရွယ်မြောက်သေးသောမင်းလေးကိုခေါ်ဆောင်လာမှုဖြင့်ဖုံးတော်ကြီးအားတရခံပြုဆွဲဆိုမှုလဲပါသည်ကနေသားဒီပါဏိစာပေးလေးလာတင် जा ဖူးတဲ့ပြင် သူမဤရွေရင်ကိစ္စများကိုပါဏိလိုရေးရေးစာတင်လေးသည်တရားသူကြီးကမဖတ်တတ်ပါဘီ ကျမကြားဖူးတာကဗုဒ္ဓဘာသာတွေကပါဏိတက်တယ်ဆိုလို့ပါဏိလို့ရေးလာတာပါ။ဦးကြီးကဗုဒ္ဓဘာသာမဟုတ်ဘူးထင်ပါရဲ့။တရားသူကြီးရော ကနေတာပြောသောစကားဖြစ်သည်။ဖုံးတော်ကြီးဦးတမဗုဒ္ဓနှင့်ဆိုင်ရာတို့ကြိုပမ်းမှုကြောင့်ကနေတာမှုကိုရန်ကုန်သို့ပြောင်းရွှေ့စစ်စင်းရန်မိန့်ကြလာသည်။ရန်ကုန်ရောက်တော့ရန်ကုန်ချုပ်ခန်းတွင်စပိုးတွင်ခြင်တွင်ပူဇာခြင်းကို ခံရပြန်သည်။ထို့မှ သာသနာရေးရာရှိနေတွေ့ပြီးမော်လမြိုင်ခင်မာယာမှာ တိုင်နေဆက်သွယ်မိရတော့ဤဆရာလေးကနေတာကောမတုဓမဝတီခရီးကန္တာက ဆုံးသက်သွားပြီဖြစ်သည်မော်လမြိုင်ခင်မာယာမှာဦးစီဦးဆောင်ဆရာကြီးဒေါ်ပညာစာရီသည်နီဘောတီလာရှင်လေးကိုမိခင်တရားကြီးချစ်ချင်းဖြင့်ကြိုဆိုလေသည် အပြောဆိုနေထိုင်မှာစာစာပေပရိယတိတို့ကိုနေမှာညမှာတင်ပြတော်မူသည် ပေးသူနေယူသူဖြန့်ဝေသူနေခံယူသူထက်မြန်ရင်ထက်မြတ်သောမဏီဘောသည်ခေမာလာမရောက်ပြီး၆နှစ်အတွင်းပထမငယ်ပထမလဲပထမကြီးတန်းအောင်မြင်လေသည်ဒေတာခံတော်သည်မဏီဘောကိုခုံယူလေးမြတ်သောချက်ချင်းတရားဖြင့်ကြီးညိုကြ၏လောကတီတို့ကို ဖြည့်ဆည်းပေးကြ၏ဒီလိုနေမွေးရထာနေသောတစ်ခါပြန်ရန်ခြေနေဖန်လာတော်၏မိသားစုနှင့်ဆက်သွယ်ရှိတော်လဲတွေ့ခွင့်မကြုံသည် ဆောင်မွေးအောင်မီတမီးပြန်လာမည်ဟူသာတည်ထိုင်။ဖခင်ဖြစ်သူမှာတမီးစောနေတမီးပြန်လာရင်လလီတာပူရာတမျိုးလုံးလွှမ်းခြုံသွား။တခဲနှံ့ကြိုးစိုးမည်။နေထိုင်သာသနာပြုရန်လဲကြာဆောက်ပေးမည်စီစဉ်နေ။အမေနှင့်တမီးတွေ့ဆုံကန်းကစိတ်လုံးရှားဖွယ်ကောင်းလာပါပြီ။အမေဖုန်ကြီးတစ်ပါးအိမ်ရှိမှာရက်နေတယ်။သမီးချစ်ကိုမန်းစာလွမ်းနေစဉ်သားငယ်အော်တန်းချောင်းအင်းရှိတို့ပြာကြီးပြာရထွက်လာတော့မိမှာ နီးပြေဖြောတော့သောရောင်ရှိသည့်ဝတ်စုံပြင်အတွင်ထူးထူးတို့တင်ကြီးငိမ့်သက်စွာအိမ်တွင်တိတ်ခါရှိရှိရနေသည်ကိုတွေ့လိုက်ရသည် အမေနှုတ်ကထွက်သွားသည်မှာကြွပါကြွပါဘာကိစ္စရှိပါသလဲတဲ့အသွင်ထူးထူးမှာဖြင်းညင်းစွာအိမ်တွင်ရရာလေကားစီတို့ရှောင်းလာသည် အလိုမိန်ကလေးပါလားဗမာတိလာရှင်ထင်းနေသမီးစီကစားပေးလိုက်တဲ့လူကြုံများလားအမေတွေ့ပွားနေအမေ ကျမကနေသာကုမာရီရဲ့လေအလိုလေးလေးအမေဒီရုတ်တရက်အွန်လိုင်းမီးသည်ထိုခါမှပြီဖြောင့်စင်သောနာရန်ပေါ်ရှိမဲရှင်လေးကိုတတိပြုမိသွားကငယ်ရုပ်ကိုဖမ်းမိသွားလေသည်ဝမ်းသာခြင်းပီတီဟောင်းကယုံကြာပြန်တန်းထွက်သွားသည်မှာตาတို့ရေလာကြလာကြဒါနေတို့အမကနေသာရဲ့လေဟဲ့ဟိုအိမ်ကနင့်ဦးကြီးတွားခေါ်ခြေစမ်းမအောင်မာနာကကြီးဟိုဘက်ထွက်သားထင်ပါရဲ့လိုက်ခေါ်ခြေစမ်းတွားမြင်းမြန်း 哦သမီးဟင်ဟုတ်ပါကနေတာအာတီလာရှင်လေးအိမ်ပေါ်ကြွပါလာပါကနေတာဒီမိခင်ကြီးရောင်ရောင်မှားမှားဖြစ်နေပုံကို ပြုံးကြည့်ရင်အိမ်ပေါ်တက်လာသည်တော်ဟေရာထကူသည်သမီးချေအားကလထိုင်တလုံးနဲ့ထိုင်စေသည်စကားမပြောနိုင်သေးပဲယုတ်တိလေးမြတ်စွာလက်အုပ်ချီ၍ရှိခိုးလေသည်မိမိသမီးဖြစ်တော်လဲမြင့်မြတ်သောဘဝသို့ရောက်ရှိနေပြီငြိမ်သက်သောအိမ်တွင်တိတ်ခါနေပညာကုန်တိန်တို့ကြောင့် ရှုခိုးထိုက်သည်ဟူပြင်ဒေါ်ဟေရာတကူယုံကြည်လေသည်ဖခင်ရကိုနီဆွေမျိုးများဆရာလေးမတ်သူဓမ္မဝတီနှင့်တွေ့ဆုံကန်းသည်ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံနေတော်၏မွေးရဲ့မြေတွင်နှလားတာနေထိုင်ရင်ဗုဒ္ဓဘာသာအခြေခံကျင့်စဉ်နေဝိပဿနာတရားများကို ဟောကြားခဲ့သည်ယခင်ကတိတ်တဆိတ်ကြောက်ကြောက်ရွံ့ရွံ့ထပ်ပြေခဲ့ရတော်လဲယခင် နေပေါ်မှပြန်တွင် သာသနာအာဆန်းနေမယ်ဖြင့်ထထဲဝဝထောက်ကားနိုင်ခဲ့သည်။ဆရာလေးဒီမြမပြည်ပြန်ရောက်ပြီးအသက်25နှစ်ရွယ်တွင်သာသနာတစဓမ္မစရိယပွဲကိုစုခုနိုင်ခဲ့သည်။နေပေါ်မြည်တော်အပြည်ပြန်ကမြမလူမျိုးတိလာရှင်ဒေါကုနာဝနီနှင့်လက်တွဲလျက်တမဂိတိကြောင့်ကိုတီထူထောင်၏ထေရဝါဒသာသနာပြုလုပ်ငန်းကိုစတိုင်လုံဆောင်တော်သည် အသက်၃နှစ်အရွယ် ကနေတာကုမာရီဆွလွဆွစားသောစိတ်တည်းရင်းရင်းခိုင်ကြည့်သောဆုံးဖြတ်ချက်အခက်ခဲကိုညှဉ်းဆိုင်ဖြစ်ရှင်းနိုင်သောအောင်စိတ်တို့သည်ခေမာရာမာတီလာရှင်စားတဲ့တိုင်ခမ်းမဆောင်နေရန်ပေါ်တွင်နေရန်ပေါ်မှတပုံထဲတွင်သာရာရှင်တန်နေသည်ဇမသာသနာမြေမှာသုံးနှစ်သားကြာခဲ့တော်လင်နေရန်ပေါ်မှတပုံရှင်ကိုဘယ်တော့မှမမီဘဝမှာအတွန်အတိုင်အနေအမြင်အတက်စင်းနေကြုံနိုင် သူမ၏မစုံမနေဆွဲစိတ်တန်မှုကိုတတိတရာရှိရိုင်းလောကထန်၏အထိုးနှံအကံကြောင့်နေရင်ဆိုင်ရတိုင်းသူမ၏စိတ်ရွှေတီခံအောင်ပန်းပန်ဆင်လိုမှုက စိတ်တန်ရင်အားကိုထုံကူယူရိုင်းပါရမီဟုသည်ဖြည့်စည်ခြင်းဟုဆိုပါမူကျမသည်ဆရာလေးမတုဒ္ဓမဝတိကဲ့သို့ပါရမီမျိုးရယူပိုင်ဆိုင်လိုလိုက်ဒီတို့ဆိုရင်ဖြည့်စည်ခြင်းထုံကိုယခုကပင်စတင်သင်ပြီးမဟုတ်ပါလား တန်တရာခီးသည်ရှင်လာလျာရှင်လျာလာစွာ၏တခုသောတန်တရာတကွေးတွင်ကျမသည်သန္နာမွန်ဖြင့်မိချမ်းဝင်ယဉ်ညွန်ဆရာရွေထွန်း၏တမိချစ်စာအုံးဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာမမိချမ်းဝင်ရဲ့မဆာကဝတီပါဖះဆိုတဲ့သီလာရှင် ဝတ္ထုတို့များစာအုပ်လေးရလေဒီမှာပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။